ကင်ပြည်နယ်ဖမ်းမျိုးကစစ်စေးဂိတ်တွေမှာထိုင်းကွန်ပစ္စည်းတွေတင်လာတဲ့ကုန်တင်ကားတွေကိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့်ထိုင်းကွန်ပစ္စည်းရောင်းဝယ်တဲ့သူတွေအခက်တွေ့နေရတယ်လို့သိရပါတယ်။ညရီဘက်ကနေရန်ကုန်ကိုဝင်ရောက်လာမဲ့ထိုင်းကွန်ပစ္စည်းအများပြားဟာအခုဆိုရင်ရပ်တန့်နေပြီးလမ်းကြောင်းပြောင်းတည်ယူရမယ်ဆိုကုန်ပစ္စည်းတည်ယူစိတ်တွေထပ်မံမြင့်တက်လာနိုင်တယ်လို့ထိုင်းကွန်ပစ္စည်းတွေရောင်းချနေတဲ့အမျိုးသမီးတူကပြောပါတယ်။ ောပါလို့တတ်နိုင်နေရှိရပေါ့တနိုင်ကြီးရှိတယ်ဒီမှာလေဒါလို့လဲဆိုပစ္စည်းတွေကလုံးဝဟိုကင်းနေရတော့တော့မဟုတ်ဘူးကွာတည်းမကအခုရှိရှိကလေးကဟိုကောင်းလုံးကကိုရီးယားသူမီသူဟန်နဲ့ဥပစာတီဗီကိုကိုလာကြတာလေကွာသူတို့စကြီးတွေပါတီဗီကိုလာရရေးဆိုတော့ပစ္စည်းတွေဒီမှာတက်နေတယ်ဒါအပြင်ထိုင်းထုတ်ပစ္စည်းတွေကိုအွန်လိုင်းပေါ်ကနေရောင်းချနေတဲ့သူတွေဟာလေသူတို့မှာယူထားတဲ့ပစ္စည်းတွေအချိန်မီရောက်မလာတာကြောင့်အခက်တွေ့နေရတယ်လို့သိရပါဗျ။ တချို့ကလည်းဒီလိုပြဿနာတွေဟာပုံမိုးဆိုးရွားလာမှာဖြစ်တယ်ဆိုပြီးထိုင်းကွန်ပီစီရောင်းချမှုကိုရပ်တန့်ဖို့ပြင်ဆင်နေကြတယ်လို့ online shop လုပ်ငန်းလုပ်ကိုင်နေသူတူကလည်းဆိုပါတယ်ဆိုရဲဆိုင်ရဖွင့်လာတဲ့ကြောင့်တဲ့သူလည်းဝင်ရတာဆက်ပါအကြမ်းပါပြစ်တလာတော့ အမြင်နေတိုင်းလိုလိုဖြစ်ရှင်းနေရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်ညီမတို့က customer ဆီကနေပြီးတော့တချို့ပစ္စည်းဆိုရင်ဆက်ရတော့ယူထားတယ်။တချို့ကျတော့ pin base အကောင်လုံးပေါ့နော်။ဟိုဥပမာတပေါင်းနဲ့ပစ္စည်းဆိုတပေါင်းလုံးယူထားတဲ့အခါမျိုးရှိရဲ့။တချို့ပစ္စည်းကျတော့လည်းမယူထားတဲ့အခါရောရှိတယ်။အဲ့လိုအပြုဆုံးမျိုးတွေထားရမှာပါ။သက်ဆိုင်နေရတဲ့ customer ကြောင့်လေသူကသူပြင်စီပြီးအရန်ကြနေပြီဘယ်လိုပဲယုံကြည်မှုရှိရဲ့ပဲပြောပြောပါတော့အရန်ကြနေပြီဆိုတဲ့အတွက်သူစီတဲ့ညီမတို့ဆီတော့တောက်ချောက် complaint တွေတက်တယ်။ဟောလေအဲ့ complaint ကိုရှင်းရတယ်။ညီမတို့ကိုအခွင့်အရေးမရ ီးအတွက်ဆိုပြီးတော့မထိုင်းရမှာဝင်တယ်ပဲဖြစ်ဖြစ်တယောက်ကဝင်တယ်ညီမတို့ဒီဟိုဘက်ကမားချန်ကုန်တယ်ညီမတို့ကဆက်ဆက်ကျွရှင်းရတယ်အဲ့တော့ညီမတို့ဒီဝင်ရင်းကြီးမြောက်မြောက်မြမြောက်တော့အဲ့ဒီထဲမှာဝင်နေတယ်ဒီဝေယာဆုံးဆုံးပြုတ်နေရဲ့ဒီပစ္စည်းတွေကရောင်းလာမှလားမရောင်းလာဘူးလားအဲ့လိုဘာမှမသိရတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကိုယ်ကြီးကတော့ customer ရှင်းရတဲ့ပြဿနာရှိရဲ့တချို့ customer ဆိုကျွန်တော်တို့ဝေပြန်အရအဲ့အတွက်ကျွန်တော်တို့ဒီဝေ ကိုရဟိုဘက်မှာလည်းစောင်းရှုံးနေရဒီလောလောဆယ်ကတ္တမာတွေလည်းပြန်ပြီးတော့ရှင်းမနေရတော့ဒီ မြရီဖန်အန်လမ်းကြောင်းတစ်လျှောက်ကစစေးဂိတ်တွေဟာအခုဆိုဂိတ်တိုင်းနှိပပုံမူတင်းကျပ်လာတယ်လို့မြရီကနေရန်ကုန်ကိုကုန်စီပို့ဆောင်ရေးလှုပ်ဆောင်နေတဲ့သူတွေကပြောပါတယ်။ထိုင်းကုန်ပစ္စည်းတင်ဆောင်လာတဲ့ကုန်တင်ရင်အစည်းအရာနဲ့ချီကိုတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ကမတ်လ9ရက်ကဖမ်းဆီးထားခဲ့တာဖြစ်ပြီးဒီနေ့အထိပြန်လည်လွတ်မြောက်လာတာမျိုးမရှိသေးပါဘူး။ဖမ်းဆီးထားတဲ့ကုန်တင်ကားတွေကိုပြည်내သီးတွေကွင်းမှာထားရှိပြီးအကောက်ခွန်ဦးစီးဌာနကတရားမဝင်ကုန်ပစ္စည်းတွေဟုတ်မဟုတ်စစ်ဆေးနေရလို့လေကုန်တင်ကမောင်းနေသူတချို့ထံမှသိရပါတယ်။ Música